ဝင်းမောင်ရွှေကြီးကိုအားကြလို့ရေခဲတောင်မှာပြိဝတ်တီဓာတ်ပုံရိုက်ခဲ့ပေမယ့်ဝင်းမောင်ရွှေကြီးရဲ့ခြေပြားတောင်မှမီတဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဝင်းမောင်ရွှေရဲ့မင်္ဂလာပြိဝတ်တီတွေကိုအားကြလို့သူမလိုမျိုးလိုင်းလုတ်ခဲ့ပေမယ့်ဝင်းမောင်ရွှေနဲ့ခင်မွန်းတဲ့ကိုနိုင်ဖြူကျော်ရဲ့ပြိဝတ်တီဓာတ်ပုံတွေကိုဒဇယ်လေးမှမမီတာကတော့ဆိုပြတဲ့စဉ်နဲ့ဟင်းဝီရဲ့မင်္ဂလာပြိဝတ်တီဖိုတိုရှူတင်မှာ အလုံးသေးကြတဲ့အတိုင်းပဲမြန်မာနုပညာလောကမှာတော့ဝိမုံရွှေကြီးရဲ့မင်္ဂလာပရိဝတ်ဒီပုံတွေကအများနဲ့ပြောစမှတ်တင်ရတာပါဝိမုံရွှေကြီးဟာကိုရိုင်းကနိုင်ငံကျော်ထိတ်တဲမင်းသမီးဖြစ်တယ်လို့သူမလက်ထက်ခဲ့တဲ့သူတို့သားလောင်းကလည်းမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိထားဖြစ်တာကြောင့်သူတို့ရဲ့ပရိဝတ်ဒီတပ်ပုံတွေကတကယ်ကိုခမ်းနားလှပခဲ့တာဖြစ်ပါတယ်ဝိမုံရွှေကြီးနဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်တို့ကတရုတ်ပြည်ယူနန်ပြည်နယ်ကရေခဲတောင်မှာမင်္ဂလာပရိဝတ်ဒီတပ်ပုံတွေကိုရိုက်ကူးခဲ့ရပါဝိမုံရွှေကြီးကဖက်ရှင်နဲ့ပတ်သက်လာရင်အများနဲ့စမတ်ကြနေရ ကြောင့်သူရဲ့ပြိဝတ်တီဓာတ်ပုံတွေကတကယ်ကိုမိမ့်မိုက်နေကြတာဖြစ်ပါတယ်ဝင်းမွှေရင်နဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်တို့ဟာရဟတ်ရင်တွေနဲ့အတူရေခဲတောင်ထိပ်မှာအမိုင်စားဓာတ်ပုံတွေများစွာကိုရိုက်ကူးခဲ့ရပါမွေးမွှေရင်နဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်တို့ဟာရေခဲတောင်ထိမ့်မှာပဲနှစ်ဖက်သောမိဘတွေနဲ့အတူမင်္ဂလာဆောင်ခဲ့ပါသေးတယ်။ဒါကိုပြိသက်တွေကတော်တော်လေးသဘောကျခဲ့ကြတာပါ။အခုတခါမှတော့ဇိုဘီသင်းနဲ့ဟင်းဝီရန်တို့ကလည်းအားကြမကန်မွေးမွှေရင်လုတ်ခဲ့တယ်လို့ပဲတတိယလေးလိုက်လုတ်ခဲ့ရပါဘူး။ ဟိဝရန်နဲ့ဆိုဗီယက်သင်းတို့ဟာဝင်းမုံရွှေလိုမျိုးယူနိုင်ကရေခဲတောင်ထိမ်းမှကိုပိုင်ရဟတ်ရင်နဲ့အတူမင်္ဂလာပရိဝတ်တီတပ်ပုံတွေကိုများစွာရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့လည်းဆိုဗီယက်သင်းတို့ရဲ့မင်္ဂလာပရိဝတ်တီတပ်ပုံတွေကဝင်းမုံရွှေလိုမျိုးမိမိုက်နေတာမျိုးမဟုတ်ပါဘူး။ဆိုဗီယက်သင်းနဲ့ဟိဝရန်တို့ဟာအရင်ကလည်းဖက်ရှင်နဲ့ပတ်သက်လာရင်အမြဲတမ်းလိုလိုဝေဖန်ခံနေရသလိုအခုလည်းတရုတ်ပြည်နဲ့ယူနိုင်ရေခဲတောင်ထိတပ်ပုံသွားရိုက်ပြီးတော့သူတို့သားကအေးနေတယ်လို့ဖြစ်နေပြီးသူတို့သမီးရဲ့ဖက်ရှင်နဲ့မလိုက်ဖက်ပဲမအေးပဲဖြစ်နေရကြောင်းသူတို့သား တို့သမီးယာတိနှမျိုးလို့ဆိုပြီးတော့စောင့်နှောင့်နေကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အလားတက်ပုံ pre-wedding ပုံတွေကလှတယ်လို့လို့ရှိပေမဲ့ဝင်းမုံရွှေကြီးလိုမျိုးတော့မလှခဲ့ရကြအောင်ဆိုပြတဲ့စဉ်ကဝင်းမုံရွှေကြီးကိုအားကြကအတူလိုက်ခိုးခဲ့ပေမဲ့မအောင်မြင်မင်းနဲ့ကွမ်းသွားခဲ့တယ်လို့လူပြောများနေရဖြစ်ပါတယ် ဝေမွန်ရွှေရမင်္ဂလာပွဲကငွေကုန်ကြီးကြများလို့တင်ခန်းထားတော့တာမဟုတ်ပါဘူး။သူမရဲ့မွေးရပါအမှုပညာအမြင်ဖက်ရှင်ကိုနားလည်မှုနောက်ပြီးတော့သူမနဲ့သတို့သားကိုနိုင်ဖြူကျော်တို့ရဲ့ live ဖက်ညီမှုတွေကအဓိကကြပါရယ်။ဓာတ်ပုံတပုံချင်းစီမှာသူတို့ရဲ့ခန်းစားချက်အပြည့်ပါဝင်ပါတယ်။နေရတူရဟန်းရင်တူသုံးယုံနဲ့အဲ့ဒီ vibe မျိုးကို live ဖန်လို့မရပါဘူး။အခုဆိုပြတဲ့စင်တို့ဓာတ်ပုံတွေမှာတော့အဲ့ဒီလိုခန်းစားမှုမျိုးလုံးဝပျောက်ဆုံးနေပါတယ်။ပရိသတ်တွေဝေဖန်နေတယ်လို့ပါပဲသူတို့သားကချမ်းတယ်လို့သူတို့သမီးကပေါ့ပေါ့ပါပါဖြစ်နေတာက သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံရိုက်ကူးမှုအပေါ်ဘလောင်အာယုံဆိုင်ပြင်ဆင်ထားလဲဆိုတာပြနေပါတယ်။ဒါဟာနေရာဒေသကိုအတူခိုးလို့ရပေမယ့်အစဉ်တန်းနဲ့မွေးရပါချက်တည်ကြီးကိုတော့အတူခိုးလို့မရဘူးဆိုတာသက်တည်ပြလိုက်တာပါ။ပရိသတ်တို့ကရောဝင်းမွန်ရွှေရဲ့မင်္ဂလာပွဲပရိဝတ်တီဓာတ်ပုံတွေကိုအတူခိုးခဲ့ပေမယ့်လိုင်းမမီနိုင်တဲ့အစိုးပြတဲ့စဉ်ကိုဘလို့ထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။